မင်္ဂလာပါရှင်ကျမတို့ရုံးမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမဲ့သတင်းတွေကတော့မိုးကောင်းစားမော်ရွာမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းတောင်ခမ်းနဲ့အုံမတိမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းပလူတူစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးတဲ့သတင်းယူကရိန်းစစ်သားတွေလက်နက်ချရင်အသက်ချမ်းသာပေးမယ်လို့ပူတင်ပြောတဲ့သတင်း အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့မိုးကောင်းစားမော်ရွာမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မိုးကောင်းမြို့နယ်စားမော်ကျေးရွာမှာစစ်ကောင်စီ SNA ပူးပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပါတယ်။မနေ့ကစလို့တိုက်ပွဲဖြစ်နေပြီးဒီနေ့မှစစ်ကောင်စီတပ်ကလက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေတယ်လို့ဒေသခံတအူးကပြောပါတယ်။ မိုးကောင်းမြို့ပေါ်မှာတိုက်ပွဲဖြစ်နိုင်နေဆိုတဲ့သတင်းများကြောင့်ဒေသခံအချို့မှာတိမ်းရှောင်မှုပြင်းစင်မှုများပြုလုပ်နေတယ်လို့သိရပါဗျ။နောက်ထပ်သတင်းအနေနဲ့တောင်ခမ်းနဲ့အုံမတိမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချန်ပီနယ်မြောက်ပိုင်းနောင်ချုံမြို့မှာအမြောက်တပ်များရှိတဲ့တောင်ခမ်းနဲ့ပြင်ဦးလင်မြို့နယ်အဆက်အုံမတိကျေးရွာနီးမှာတိုက်ပွဲများပြင်းထန်နေတယ်လို့မြေပြင်ရှိတော်လှန်ရေးရဲဘော်အချို့ကပြောပါရယ်။ မနေ့ကနဲ့ဒီကနေ့မှပြည်ဦးလေးမြို့နယ်ဆက်နောင်ချိုမြို့နယ်အုံမတိနယ်ဂံကောရွာအနီးမှာလဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ်။မနေ့ကအုံမတိကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီကဓာတုပုံအုံပြုပြီးလေကြောင်းမှတိုက်ခိုက်၍တော်လန်ရေးရဲဘော်ချို့မူးဝေအော့အန်မှုဖြစ်ခဲ့တယ်လို့မြေပြင်ရှိတော်လန်ရေးရဲဘော်တအူးကပြောပါတယ်။ဒါအပြင်ဒီနေ့မနက်ပိုင်းမှာလဲ ။ဥပတိကြီးရွာလမ်းစုံအနီးမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ဒေသခံများကပြောပါရယ်။နောက်ထပ်သတင်းအနေနဲ့ပလူတူစစ်ကောင်စီကန်သိန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်ပွဲမြို့နယ်ရှိပလူတူစစ်ကောင်စီကန်သိန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးခဲ့တယ်လို့ KNU ဘ ਹੁ ကမနေ့ကသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့ခလာရ31တက်ရင်ရဲ့ point 1နဲ့လေရှင် bluetooth ချိတ်ကုတ်ခန်း KNL တက်မဟာခုံတရေ22ကဦးဆောင်ပြီးကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာမက်လ14ရက်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါစကန်သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီး17ဦးမှာထိုင်းနိုင်ငံတက်စ်ခရိုင်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက်မျိုးစုံ ဆက်လက်ထမနေနဲ့ခေရန်များစွာလဲတင်စီရရှိခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲတွင် KNL ပူပေါင်းတပ်မှရဲဘော်3ဦးကြဆုံးက6ဦးဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။နောက်ဆုံးသတင်းအနေနဲ့ယူကရိန်းစစ်သားတွေလက်နက်ချရင်အသက်ချမ်းသာပေးမယ်လို့ပူတင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနောက်ပိုင်းကတ်စတီတာမှာရောက်နေတဲ့ယူကရိန်းစစ်သားတွေကိုမတက်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တောင်းဆိုမှုကိုစဉ်းစားနေတယ်လို့ရုရှားသမ္မတပူတင်ကပြောပါတယ်။ထောင်ပေါင်းများစွာသောယူကရိန်းစစ်သားတွေဟာကတ်စ်ဒေသမှာရှိနေကြပါတယ်။သူတို့တွေဟာရုရှားတပ်တွေဝန်ရံတာခံထားရပြီးအထူးကိပခံတဲ့အခြေအနေတွေရှိနေတယ်လို့ဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက်မှာပြောဆိုထားပြီးပူတင်ကတော့သူတို့တွေလက်နက်ချရင်အသက်ချမ်းသာပေးမယ်လို့ပြောပါတယ်။အမေရိကန်ရဲ့တောင်းဆိုချက်ကိုထိရောက်စွာအကောင့်ထဲပေါ်နိုင်မှု ယူကရိန်းစစ်တပ်နဲ့နိုင်ငံရေးကောင်းဆောင်တွေဟာသက်ဆိုင်ရာအမိန့်တစ်ခုလိုအပ်တယ်လို့လည်းပူတင်ကရုရှားလုံခြုံရေးကောင်စီစည်းဝေးမှာပြောပါတယ်။ယူကရိန်းစစ်သားတွေတပ်ကိုကယ်တင်ပေးဖို့ဒေါ်နယ်ထရန့်ကအလေးနက်တောင်းဆိုထားတယ်လို့ပူတင်ကပြောပါတယ်။လူသားချင်းစာနာမှုဆိုင်ရာထရန့်ရဲ့မြစ်တာရက်ခံချက်ကိုနားလည်တယ်လို့လည်းပူတင်ကဆိုထားပါတယ်။ နေ့ကတရတာဖြစ်ပျက်ခဲ့သမျှသတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။